ကြိမ်30မြောက်တာမန်တနင်္ဂနွေနေ့ရှင်လူကာဧဝံဂေလိကျမ်းအခန်းကြီး18အခန်းငယ်6မှ14မိမိကိုယ်ကိုဖြောင့်မတ်သောသူဟုခံယူလျက် သူတပားတို့ကိုအပြစ်တင်ကဲ့ရတတ်သောသူအချို့တို့အားကိုတော်သည်ဤပုံဥပမာကို မိန့်တော်မူ၏လူနှစ်ယောက်သည်ဆုတောင်းပတနာပြုရန်ပေမံတော်သို့သွားကြ၏တယောက်သည် ဖာရိစေဦးဖြစ်၍ အခြားတယောက်သည် အခွန်ခံသူဖြစ်၏ဖာရိစေဥသည် မတ်တက်ရက်လျက်မိမိစိတ်ထဲ၌ဤသို့ဆုတောင်းလေ၏အိုဘုရားသခင်အကျွန်ုပ်သည် အခြားသူများကဲ့သို့လူရက်သောသူ မတရားသောသူ သူတစ်ပါး၏မယားကို ပြစ်မှားသောသူ မဟုတ်သည့်အပြင်ဤအခွန်ခံသူကဲ့သို့လည်းမဟုတ်သောကြောင့်ကိုရော၏ကျေးဇူးတော်ကိုချီးမွမ်းပါ၏အကျွန်ုပ်သည်တပတ်တွင်နှစ်ကြိမ်အစာရှောင်ပါ၏ အကျွန်ုပ်ရရှိသည့်မြတ်ဥစ္စာပစ္စည်းတို့မှဆယ်ဖို့တစ်ဖို့ကိုလှူဒါန်းပါ၏ဟူ၍ဆုတောင်းလေ၏အကုန်ခံသူမူကားအဝေး၌ရက်နေလျက်ကောင်းငင်တို့ပင် မော်မကြည့်ဝင်ပဲမိမိရင်ဘတ်ကိုပုတ်ကာအိုဖျားသခင်အပြစ်ရှိသူကျွန်ုပ်ကိုတနာတော်မူပါဟုဆုတောင်းလေ၏တင်တို့ဟာငါဆိုသည်ကားဤသူသည် အခြားသူတယောက်ထက်ဖြောက်မှတန်ရှင်းခွင့်ကိုပို၍ခံရလျက် အိမ်သို့ပြန်သွားရ၏မိမိကိုယ်ကိုချီးမြှောက်တော်သူသည် နှိမ့်ချခြင်းခံရလိမ့်မည်မိမိကိုယ်ကိုနှိမ့်ချတော်သူမူကားချီးမြှောက်ခြင်းခံရလိမ့်မည်ဟု မိန့်တော်မူ၏ယေရှုခရစ်တော်သခင်မုံမြတ်သောအေဝံဂေလိတရားတော်ပေသည် Humility and prayer နှိမ့်ချခြင်းနဲ့ဆုတောင်းခြင်းဆုတောင်း တက်ဖို့ကျွန်တော်တို့တွေလေ့လာသင်ယူကြပါတယ်ကိုကိုတိုင်းကလည်းပဲပြန်လည်ပြီး မျှဝေသင်ကြားပို့ချပါတယ်ဒါခရိယန်အသက်တာရဲ့အဓိကလိုအပ်ချက်ဖြစ်ပါတယ်ခရိယန်အသက်တာပြုစုပျိုးထောင်မှုယုံကြည်ခြင်းအသက်တာမှာ ပုံသွင်းပြုစုပျိုးထောင်မှုအတွက်ထူထောင်ခြင်းဟာအင်မတန်မှအရေးကြီးပါတယ်ကဏ္ဍတစ်ခုအဖြစ်နဲ့ပါဝင်ပါတယ်ဒီနေ့သခင်စုကိုယ်တိုင်ဆုတောင်းခြင်းအကြောင်းကိုသင်ကြား ပေးနေတာကိုတွေ့ရပါတယ်။အရင်ပြီးခဲ့တဲ့တနင်္ဂနွေနေ့တွေမှာလည်းပဲတင် जा ခဲ့တာကိုကျွန်တော်တို့ထောက်ရှုခဲ့ပြီလည်းဖြစ်ပါတယ်။မကြာခဏတင် जा ခဲ့တဲ့အခြေအနေကိုတွေ့ရပါတယ်။ဒီနေ့မှာနှိမ့်ချခြင်းနဲ့ဆူတောင်းမှုတို့အတွက်တင် जा လာခြင်းဖြစ်ပါတယ်။ဘယ်လိုမျိုးဆူတောင်းခြင်းဟာဖျားသခင်အထံတော်ကိုရောက်ရှိမလဲဖျားသခင်အထက်ကိုဘယ်လိုမျိုးဆူတောင်းခြင်းဟာထိုးဖောက်ဝင်ရောက်နိုင်မလဲဆိုတာကိုဖော်ပြနေတာဖြစ်ပါတယ်။ဖာရီရှဲနဲ့အခွန်ခံသူတို့ရဲ့ဆူတောင်းခြင်းဟာ ွာခြားမှုတွေများစွာတွေ့ရှိရပါတယ်။အပြင်းမှန်းကိုနေဟန်ထားရလဲပဲကွာခြားသလိုအတွင်းသက်စိတ်နေသဘောထားအရလဲပဲလုံးဝကွဲပြားခြားနားနေတာကိုတွေ့ရပါတယ်။ဖာရိရှဲရဲ့ဆူတောင်းဟာခေါင်းမော်ပြီးဆူတောင်းတယ်။ဗိမာန်တော်ဟာ သူပဲပိုင်နေတယ်လို့လူမျိုးအခွန်ခံသူကြတော့နှိမ်ချတဲ့ကိုနေဟန်ထားကိုတွေ့ရပါတယ်။ဗိမာန်တော်ဟာသူ့နဲ့မထိုက်တန်ဘူးခက်ဝဲဝဲလေးမှပဲနေတယ်။ သူ့နဲ့မထိုက်တန်တဲ့အရာဖြစ်သူခံစားနေပုံပေါ်တယ်။သူပိုင်ဆိုင်ရာအဖြစ်လဲမှတ်ယူနေပုံမဟုတ်ပါဘူး။ဖာရီရှဲကတော့သူ့ကိုယ်ကိုသူပြန်ဆူတောင်းနေတယ်လို့ဆိုပါတယ်။ဖျားသခင်ထံဆူတောင်းနေတာမျိုးမဟုတ်ပဲသူ့ကိုယ်သူထံပြန်လဲပြီးဆူတောင်းနေတဲ့ပုံစံမျိုးဖြစ်နေတာကိုတွေ့ရပါတယ်။သူ့ရဲ့ပါရမီတွေကိုသူစည်ရင်ပြုစုထားတာကိုတွေ့ရပါတယ်။ဖျားသခင်ကိုယ်တိုင်ကသူ့ရဲ့ပါရမီတွေကိုတတိထားမိဖို့အတွက် သူဟာညွန်ပြနေပြီးဖျားသခင်ကိုယ်တိုင်က ဒီအရာတွေကိုလေးစားရမယ်ဆိုတဲ့ပုံစံမျိုး ဖော်ပြနေခြင်းသာလျှင် ဖြစ်ပါတယ်။သူ့လောက်ဘလူးမှပြေဝဆုံလင်ခြင်းမရှိဘူး။ဒါကြောင့်ဒီလူများအလုံးထက်သူဟာသာလွန်တဲ့ပုံကို ဖြစ်တဲ့ဆိုတဲ့ပုံစံမျိုးကိုသူ့ကိုယ်သူရည်ညွှန်းဖော်ပြနေတာကို တွေ့ရပါတယ်။သူ့ကိုယ်သူရှာဖွေတွေ့ရှိဖို့လမ်းကိုသူဟာခီးနှိမ့်နေပါတယ်။အဲ့ဒီလမ်းဟာဖျားသခင်ကိုပျောက်သွားတဲ့လမ်းလည်းဖြစ်နေပါတယ်။ဖျားသခင်ကိုလက်လွတ်ဆုံးရှုံးလိုက်ပြီ။ဖျားသခင်သူ့ထံမှာ ပျောက်သွားပြီအခွန်ခံသူကတော့ဒီလိုမျိုးမဟုတ်ပါဘူးသူ့အထက်မှာသူရှာဖွေတွေ့ရှိတာကတော့သူ့ရဲ့အပြစ်တွေပဲဖြစ်ပါတယ်ဖျားသခင်ကင်းမဲ့တဲ့ဘဝကိုအသက်ရှင်နေ ထိုင်နေရပါလားဆိုတဲ့အချက်ကိုသာလျင် သူ့ဟာဝန်ခံနေတာကိုတွေ့ရပါတယ်ဒါကြောင့်ပဲသူတိုးရှိုးတောင်းပန်လိုက်တာကတော့အပြစ်ရှိသူတပည့်တော်ကိုတနာတော်မူပါဆိုတဲ့သူတောင်းခြင်းပဲဖြစ်ပါတယ်သူ့ရဲ့ဗလာနတ်ထိဖျားသခင်ကင်းမဲ့နေခြင်းဘဝဟာ သူ့ရဲ့နှိမ့်ချသွားတဲ့ဝန်ခံမှုကြောင့်ပဲဖျားသခင်ဝင်ရောက်လာဖို့အတွက်နေရာအဖြစ် ပြုပြင်ပြောင်းလဲခြင်းခံလိုက်ရပါတော့တယ်။ဒီမှာမှတ်သားစရာတစ်ခု အဖြစ်နဲ့ကတော့ကိုကိုတိုင်းရဲ့ပြေဝဆုံးလွှဲခြင်းကိုကိုယ့်ရဲ့နောက်ဆုံးသောပန်းနိုင်ဖြစ်ရှာဖွေနေသူများဟာဖျားသခင်ကိုဘယ်တော့မှမတွေ့ကြမဲ့လူများပဲဖြစ်ပါတယ်။ငါဟဲ့ငါရဲ့ဘုံကုံတော်ပြည့်စုံရမယ်။ငါကိုလူတွေအထင်ကြီးလေးစားမယ်။ဖျားသခင်ကိုယ်တိုင်ကတော့ငါ့ကို လေးစားရမယ်ဆိုတဲ့ပုံစံမျိုးငါပြေဝဆုံလင်ခြင်းရောက်ရှိမယ်ဆိုတဲ့ပန်းအနိုင်ကို နောက်ဆုံး အဖြစ်ထားရှိတဲ့ပုဂ္ဂိုလ်ဟာဖျားသခင်ကိုဘယ်တော့မှမတွေ့တော့မယ့်ပုဂ္ဂိုလ်ဖြစ်နေပါတယ်။ငါရဲ့နာမည်ကြီးဖို့ငါဘုန်းကုန်းတော်ထွန့်တောက်ဖို့ငါရဲ့ဩဇာအာဏာအရှိန်အဝါကြီးမားဖို့ဒီဟာတွေကို နောက်ဆုံးပန်းနိုင်ဖြစ်ထားရှိပြီးအသက်ရှင်နေထိုင်ကာစူးစမ်းရုန်းကန်နေတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှဖျားသခင်ကိုမတွေ့မယ့်ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အပြစ်တွေသာလင်ပြည့်နေတယ်။ဖျားသခင်ကင်းမဲ့နေတဲ့ဘဝကိုနှိမ်ချခြင်းနဲ့ဝန်ခံလိုက်ခြင်းအားဖြင့်သူ့ရဲ့နှိမ်ချခြင်းကပဲဖျားသခင်ရဲ့ပြည့်ဝဆုံးတဲ့ခြင်းတွေဝင်ရောက်နေရာယူဖို့အတွက်အခြေအနေတစ်ခုဖြစ်လာပါတော့တယ်။နှိမ်ချခြင်းဟာကျွန်တော်တို့ကိုဖျားသခင် လက်ခံပေါ်ရာဖြစ်စေပါတယ်။ကျွန်တော်တို့ကိုဆေးကြောပေးပါတယ်၊ကုသပေးပါတယ်။ဖျားသခင်နဲ့အဆက်အသွယ်ကိုပြန်လည်တည်ထောင်ပေးပါတယ်။ဖျားသခင်ကိုယ်တိုင်ဝင်ရောက်နေထိုင်ဖို့အတွက်နေရာလည်းပဲဖြစ်ပါတယ်။ ဒီနေ့ကျွန်တော်တို့ဖတ်ရှုကြတဲ့ပထမကျမ်းစီရက်ကျမ်းကလည်းပဲဒီအချက်ကိုပဲအတည်ပြုထားတာပြည့်တွေ့ရပါတယ်။နှိမ့်ချတဲ့လူရဲ့ဆူတောင်းခြင်းဟာမိုးတိမ်အထီအောင်ကိုထုတ်ဖောက်နိုင်တယ်လို့ဆိုပါတယ်။မိမိကိုယ်ကိုနှိမ့်ချတဲ့လူဆင်းရဲတဲ့လူဖြစ်အများရန်ပဲမှတ်ယူနေကြမှာလည်းပဲဖြစ်ပါတယ်။ဒီနေရာမှာနှိမ့်ချတဲ့သူဆင်းရဲတဲ့သူဆိုတဲ့ပုံကဟာပစ္စည်းဥစ္စာ မရှိတဲ့လူကိုယဉ်ညွတ်တာမဟုတ်ပါဘူး။မှအပြစ်တွေပဲရှိတယ်။ငါ့စီမှာ ပါရမီတွေမရှိသေးဘူးဆိုတဲ့အရာကိုလက်ခံတဲ့ဝန်ခံချပြတဲ့သူပဲဖြစ်ပါတယ်။ဖျားသခင်ရဲ့စံနှုန်းတာအတိုင်းငါမမီသေးဘူးလို့ဝန်ခံတဲ့ပုံကိုပဲဖြစ်ပါတယ်။ဖျားသခင်ဟာမြင့်မြတ်တန်ဆင်လို့နဲ့ငါဟာအပြစ်သားသူ့နဲ့ဝိတ်ကွာလို့နဲ့ဆိုတဲ့အချက်ကိုနှိမ့်ချခြင်း၌ဝန်ခံသူပဲဖြစ်ပါတော့တယ်။ဒါပေမဲ့ဒီပထမကျမ်းမှာဒီလိုဝန်ခံရုံနဲ့မပြီးသေးဘူးနောက်တစ်ဆင့်ရှိတာကတော့ဖျားသခင်ကို စိတ်ရောကိုယ်ပါအစီခံရမယ်လို့ဆက်ပြီးညွှန်ကြားထားတာကိုတွေ့ရပါတယ်။စေလူခန်းကြီး18ခန်းငယ်30မှာပြောထားတဲ့မထိုက်တန်တဲ့အစီခံဆိုတာဒီလိုမျိုးပုံကိုပဲဖြစ်ပါတယ်။မထိုက်တန်မှုမှန်တယ်။သူ့ရဲ့တနာချင်းကြောင့်အစီခံခွင့်ကိုပြန်လည်ရရှိလာတယ်။ဒါကြောင့်ဒီအစီခံခွင့်ကိုဖျားသခင်တနာချင်း အခွင့်အရေးဖြစ်မှတ်ယူပါတက်ကြွစွာပါဝင်တဲ့အစီခံတဲ့ပုံကိုပဲဖြစ်ပါတယ်။ဒုတိယကျမ်းကိုကြည့်မယ်ဆိုရင်လည်းစိန်ဘောဟာ သူ့ကိုယ်သူနှိမ့်ချတဲ့သူအဖြစ်နဲ့ဝန်ခံထားတာကိုတွေ့ရပါတယ်။အောင်သွင်းအချင်းချထားခြင်းခံရပါတယ်။တရားရင်ဆိုင်နေရတဲ့အချိန်ဖြစ်ပါတယ်။သူ့ဘက်ကနေခုခံကာကွယ်ခြေပပြောဆိုဖို့အတွက်သူ့တယောက်တည်းသာလင်ရှိနေတဲ့အချိန်ဖြစ်တာကိုတွေ့ရပါတယ်။လောကရဲ့အမြင်နဲ့ကြည့်မှဆိုရင်သူ့ရဲ့အမှုဟာမျောလင့်ချက်မဲ့တဲ့အမှုဖြစ်နေပါတယ်။အသေးခံရဖို့အင်မတန်မှနှိကလာပြီ။ဒါပေမဲ့သူ့ဟာကောင်းမြတ်တဲ့တိုက်ပွဲကိုတိုက်ခဲ့တယ်လို့ ူပေါ်ပြနေတာကိုတွေ့ရပါတယ်။သူ့ရဲ့ဆင်းရဲတဲ့နှိမ်ကြတဲ့အပြစ်ပဲခံတဲ့ဘာမှမရှိတော့တဲ့တေချင်းသာလေးစောင့်နေတဲ့ဘဝကိုနှိမ်ချသွားဝန်ခံတယ်။ဒီလိုသူ့ရဲ့နှိမ်ချခြင်းနဲ့ဝန်ခံခြင်းမှာပဲဖျားသခင်ကျေးဇူးတော်ဝင်ရောက်နေရာလာယူတာကိုတွေ့ရပါတယ်။ဒီလိုဝင်ရောက်နေရာလာယူခြင်းကြောင့်သူဟာသူများပြုတာကိုခံရတဲ့ပုံကူမျိုးထက် သူကိုယ်တိုင်ကကောင်းမြတ်တဲ့တိုက်ပွဲကို အဆုံးထိအောင်ကိုတတ်တည်ရှိသွားခုခံကာကွယ်တိုက်ခိုက်နေတဲ့ပုံကို ဖြစ်တယ်ဆိုတာကိုဖော်ပြနေတာကိုတွေ့ရပါတယ်။ဒါဟာနှိမ်ချခြင်းပါပဲ။နှိမ်ချတဲ့လူတွေဟာတတ်တည်ရှိပါတယ်။မာနကြီးထောင်လွှားတဲ့လူတွေဟာတတ်တည်ကြောင်ကြတဲ့ပုံကိုပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်နှိမ်ချတဲ့သူများဟာဖျားသခင်နဲ့အဆက်အသွယ်တိုက်ရိုက်ရတဲ့ပုံကိုများဖြစ်ပြီးမာနကြီးတဲ့ပုံကိုများဟာကိုယ့်ရဲ့အတ္တထဲမှာပဲပိတ်လောင်ခံရတာဖျားသခင်နဲ့အဆက်အသွယ်ပြတ်တလောကလုံးနဲ့အဆက်အသွယ်ပြတ်တာ တတ္တိကြောင်နေတဲ့ပုံကများပဲဖြစ်ပါတော့တယ်။ဘုရားသခင်ကိုဆုတောင်းတဲ့နေရာမှာဘုရားသခင်ကိုအဆက်အသွယ်ပြုတဲ့နေရာမှာနှိမ့်ချခြင်းဟာအခြေခံလိုအပ်ချက်ဖြစ်တဲ့ဆိုတာကိုသခင်စုဒီနေ့သွန်သင်ထားသလိုအသိတော်ကလည်းပဲခေဆက်ဆက်သွန်သင်ထားတာကိုကျွန်တော်တို့တွေ့ရပါတယ်။နှိမ့်ချခြင်း၌ဆုတောင်းနိုင်မှုအတွက်သခင်ဘုရားထံမှာဆက်လက်ပြီးလေ့လာသင်ယူကြပါစို့။အပြည့်ရှိသူတပည့်တော်တို့ဟာတနာတော်မူပါ